ပရိသတ်အခိုင်အမာရရှိတိုင်းနန်းစရဒီဇုံနဲ့ဆိုတော့လမ်းပိုင်တွေလက်ရှိအခြေအနေတွေကိုတင်ဆက်ပါမယ်။အားလုံးပဲမင်္ဂလာပါ MSLDOS News Channel ကနေကြိုဆိုပါရစေ။နန်းစရဒီဇုံကမကြသေးမီကချက်သူနဲ့လမ်းခွဲခဲ့တော့လဲချက်ကိုရှောင်ရှားမဲစာပုံမှန်လေးလေးရင်ဆိုင်နေပြီ။ဒီမှာအမှုပညာလှုပ်ရှားမှုတွေကိုရှင်ရောင်ဖြင့်ဆက်လက်လောက်ကိုင်းနေပါတယ်။ဒီမရဲ့တချင်းအစ်မြမပြည်ကြီးတဲမှာကိုဖြန့်ချိထားပြီးတချင်းရဲ့ music video ကိုချစ်စရာကောင်းဖန်တီးတိုင်းလို့ပြောကြခဲ့ပါတယ်။ ဒီမရဲ့ပညာလှူရှားမှုတွေကိုအရှင်ရောမြင်ဆက်လက်လောက်ကိုင်းနေ။ဒီမရဲ့တခြင်းတင်မြမပြည်ကြီးတဲ့မှာကိုဖြန့်ချိထားပြီးတခြင်း music video ကိုချက်ဆက်ကောင်းဖဏိတယ်လို့ပြောကြခဲ့ပါတယ်။ထို့ပြင်တက်ကတော်ကြောင့်တခြင်းပေါ်တွေမှာဖြောပြမှုတွေပြုလုပ်ခဲ့တယ်။နန်းစုကချက်ကိုရွေးချယ်လို့မရတော့အရာဖြစ်မြင်ပြီးတော့တဘောအတိုင်းဖြစ်ပေါ်လာကိုလည်းခံထားတယ်။ဒီမရဲ့ဘဝကိုအကောင်းဆုံးပြန်ကြိုးစားနေလို့ပြောကြခဲ့ပါတယ်။လွမ်းပိုင်ကဆိုတော့တရေတရုပ်ဆောင်တဲ့ online stream မှာအဖြစ်လှူရှားနေစေဖြစ်တဲ့ဒီမရဲ့ဂီတာပေတာ ဒီစင်းတွေကို2019ခုနှစ်မှာပြန်ကြည့်ခဲ့ပြီးတချင်းတွေကိုရုပ်ရှင်ဇာတ်ကားမှာတုံပြုခံခဲ့ရပါတယ်။2019ခုနှစ်မှာဂီတနဲ့ဘယ်မှာအရေးပါတဲ့လှုပ်ရှားမှုတွေပြုလုပ်ခဲ့။လွမ်းပိုင်ကို1989ခုနှစ်မှာတောင်ကြီးမြို့မှာမှုဖွားခဲ့ပြီးနေပညာတက္ကသိုလ်ကမြို့ပြအင်ဂျင်နီယာဖွင့်ရရှိခဲ့တယ်။သူကတုံပြန်ဒီစင်းနဲ့မြို့ပညာကြော်ကြားလာခဲ့တယ်။ဒါပေမဲ့အခုနောက်ဆုံးဖြစ်သွားတဲ့နန်းစုတွေဆိုတဲ့တချင်းတွေပန်တီကျန်တဲ့ပရိသတ်နဲ့နီးကဲစားတီတွေကျန်တော့ကိုဒီကတာလောက်ကိုင်းနေပါတယ်။ဂီတတယောက်ဆောင်မှုနဲ့ online streaming တို့မှာတပြိုင်တည်းလှုပ်ရှားနေပြီးသူမရဲ့နေပညာကိုနီလက်မျိုးစုံနဲ့ဖြန့်ချန်နေပါတယ်။ ။အစောနေ့ကြည့်ရှုနာစေပြပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင်။